အကုန်လုံးကိုခင်ဗျားတို့တင်ကျုံပြီးတော့ဆုံးတွေ့လုပ်နေပါတယ်ဆိုပြီးတော့ပြောလို့မရအောင်ပေါ့နော်ငန်းလုပ်တဲ့လုပ်ငန်းရှင်တွေစုံမှုတချွင်လုပ်ငန်းရှင်တွေကမတူတဲ့အချက်တွေအများကြီးရှိတယ်။ကွဲပြားခြားနားမှုတွေအများကြီးရှိတယ်။ဘယ်ဟာကကောင်းဒီဘယ်ဟာကဆိုးဒီမဟုတ်ဘူးပေါ့နော်။ဒီမှာသူ့ရဲ့ pros and cons တွေရှိတယ်။အဲ့တော့အဲ့နှစ်ခုကွဲပြားနေဖို့လိုတယ်။အကုန်လုံးကိုခင်ဗျားတို့တင်ကြုံပြီးတော့ အဆုံးတထွင်လုပ်နေပါတယ်ဆိုပြီးတော့ပြောလို့မရအောင်ပါဘောနော်အကိုပိုင်လုပ်ငန်းလုပ်တယ်ဆိုတာကဒီအရင်းနှီးဒီဘယ်ကနေပဲရရပါဘောနော်အဲ့တော့ကိုယ့်အဖေရရရရအမွေရတာပဲဖြစ်ဖြစ်ဒီကိုယ့်အဖေမေလုပ်ခဲ့တဲ့လုပ်ငန်းကိုကိုကဆက်ပြီးဦးစီးရပဲဖြစ်ဖြစ်ဒါဒီကိုပိုင်စီးပွားရေးစီးပွားရေးလို့ပြောတဲ့ဟာမှာငွေရလမ်းချောင်းနေရှိမယ် expand နေလုပ်နေမယ်ဘောနော်ဒီမှာအဆင်ပြေနေမယ်အဲ့ဒါဆိုလို့ရှိရင် it's okay အာဘာသာဒါဘာမှမကောင်းတဲ့အချက်မရှိဘူးဘောနော်လုပ်ငန်းဖြစ်တဲ့အတွက်ရုန်းကန်ရတဲ့ဒီလုပ်ငန်းကြီးမပြိုလဲတော့အောင်ဆက်ပြီးတော့ expand လုပ်လို့ရအောင် ဆိုင်ထုတ်ရတဲ့ဟာကြီးရှိရေဒါအများကြီးပဲပေါ့နော်ဒီမှာလုပ်ငန်းတစ်ခုလုပ်ပြီးဆိုလို့ရှိရင်အော်အဲ့ဒါနဲ့စုံတီထွင်နဲ့ဖက်ကွာလဲဆိုတဲ့ခါကျတော့စုံတီထွင်ကိုပြောလိုက်ပြီးဆိုလို့ရှိရင်ဒီလုပ်ငန်းကသူများမှမရှိတဲ့ဟာသူများမလုပ်တဲ့ဟာတစ်ခုခုအော်တီထွင်ထားတဲ့ဟာမျိုးဖြစ်ရမယ်ပေါ့နော်အော်ကိုယ့်ရဲ့ရောင်းတဲ့ product တီဖြစ်စီကိုရောင်းတဲ့ service တီဖြစ်စီမဟုတ်လို့ရှိရင်ကိုရောင်းတဲ့ market တီဖြစ်စီပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီ market ထဲကို ချက်ထွင်တဲ့နီလန်းဒီဖြစ်စီတစ်ခုခုကတော့ဒါထူးခြားပြီးတော့အမ်တီထွင်ထားတဲ့ဟာမျိုးဖြစ်ရမှာပေါ့နော်အဲ့တော့ဘယ်သူမှမလုပ်သေးတဲ့ဟာဘယ်သူမှမသုံးသေးတဲ့ဟာဘယ်သူမှမဖောက်သေးတဲ့လမ်းဘယ်သူမှမရှိသေးတဲ့နေရာ market ပေါ့နော်အဲအဲ့လိုမျိုးတစ်ခုခုပါတဲ့ခါကြတော့မှကျွန်တော်ကဒါစုံတီထွင်တယ်ဆိုပြီးတော့သတ်မှတ်တယ်ပေါ့နော်